အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်တတ်တဲ့အားလုံးမင်္ဂလာပါ အခု FIFA ရဲ့ Club World Cup ပြိုင်ပွဲကြီးကျင်းပဖို့ကျွန်တော်တို့အခုတရက်ကျော်လောက်ပဲကြာတော့တယ် American ကကြာတော့ကျွန်တော်တို့ထပ်ပြီးတောက်ကြတော့အလွန်ဆုံး၂ရက်နီးပါးပဲရှိတော့တယ်အဲ့ဒီချိန်ထိကို FIFA မှာတော်တော်လေးတိုင်ပတ်နေတယ်ဘာကြောင့်လဲဆိုတော့အခုလောလောဆယ်မှာ FIFA ရဲ့ဒါအခုလက်ရှိအနေထားအရ Club World Cup နဲ့ပတ်သက်လို့သူတို့ဘက်ကလက်မှတ်တွေရောင်းချတဲ့အချိန်မှာ ဒါအခုချိန်ထိလုံလောက်စွာရချီချာချင်မရှိသေးဘူးဆိုတော့ club world cup ပြိုင်ပွဲကြီးစတော့မယ်အခုလောလောဆယ်ထိဒါပေးသက်တွေကအိုက်ပြိုင်ပွဲကိုစိတ်ဝင်စားမှုနည်းတယ် FIFA ကတော့စိုက်ချင်းတင်ကြီးတယ်ပေါ့လေဒါဘိုးဆွဲတဲ့အသင်းဘယ်လောက်ရမယ်ဝင်ခွင့်ရတဲ့အသင်းဘယ်လောက်ရမယ်အခြားခံစားခွင့်တွေနဲ့ချန်ပီယံဖြစ်တဲ့အသင်းက Euro 215တန်းလောက်ထိဝင်ငွေရှိနိုင်တယ် ဒါပေမဲ့လည်းပေးသက် point of view ကကြီးတဲ့ခါမှာဒီပြိုင်ပွဲကြီးကိုသူတို့ကအဲ့လောက်ထိ FIFA ကပတ်စံရှာတဲ့ပြိုင်ပွဲလို့သူတို့ကသတ်မှတ်တယ်သူကဘယ်သူမှစိတ်ဝင်စားဘူးဘယ်လောက်ထိလွယ်လဲဆိုရင် FIFA ရဲ့ website ထဲကိုဝင်ပြီးတော့ ဒါဘယ်လိုပြောမလဲဆိုရင်ဒါလက်မှတ်ဝယ်လို့ရတယ် FIFA website ထဲမှာ club worker ရဲ့ ticket ဆိုပြီးရှာလို့ရအဲ့ထက်မှာဒါ fine club ရဲ့ ticket ရှိတယ် general public club ရှိတယ် FIFA ပဲ public ticket ရှိတယ်ပြီးတော့မှ FIFA ကနေ receive platform တခုရှိပြီးတော့ဒါ hospitality ပေါ့လေဆိုတော့နောက်တစ်ခုကဒါ hospitality အတွက်ယူထားတဲ့ VIP ticket တွေရှိတယ်ဆိုတော့ ticket က၄မျိုးရှိတယ်ပတ်စံတက်တဲ့ကောင်တွေက VIP ticket ကိုသွားနောက် receive platform မှာထပ်ဝယ်လို့ရတယ် general public တစ်ကက်တွေလည်းတက်တက်ရှိတယ်ပြီးတော့မှ fan zone တွေအတွက် fan တွေအတွက်တက်တက်တက်ကက်ရှိတယ်သူတို့ကတစ်ကက်မျိုးစုံရှိတယ်အဓိကဘာဖြစ်နေလဲဆိုတော့လက်မှတ်ကဒီ Inter Miami E ရဲ့နဲ့ဒီ Harro Stadium မှာကမ်းမဲ့ AR ပွဲကပွဲစဉ်တည်းအဲ့ပွဲမှာတော့မှသူတို့ကတော်တော်လေးတိုင်ပတ်နေတယ်လက်မှတ်တွေရောင်းလို့မရဘူးအခုလောလောဆယ် FIFA ရဲ့ Club World Cup မှာလက်မှတ်ဆိုးတော့ဖြစ်တဲ့ Club အသင်းကနှစ်သင်းပဲရှိတယ်အဲ့ဒီအသင်းတွေရဲ့ပွဲတွေမရှိတော့ဘူးဆိုးတော့ဖြစ်တာအသင်းနှစ်သင်းပဲရှိအဲ့ဒါပါလဲဆိုတော့ Real Madrid အသင်းနဲ့ Boca Junior အသင်းဒီနှစ်သင်းတဲကလက်မှတ်တွေအားလုံးဟာ completely sold out ဖြစ်သွားတယ်ဆိုတော့ Madrid ကမဲ့ပွဲတိုင်းမှာ Madrid ပြည်သက်ကလုံလောက်တဲ့လက်မှတ်အကုန်ဝယ်ပြီးပြီအဲ့လိုပဲဒီ Boca Junior ပြည်သက်ကလည်းသူတို့လက်မှတ်အကုန်ဝယ်ပြီးပြီကျန်လာတဲ့အကုန်အခုဒီ FIFA မှာဆိုရင်ဘယ်လောက်ထိဆိုလဲဆိုလက်မှတ်ကတော်တော်ကိုဈေးချပေးထားပြီးတော့တော်တော်ကိုဆူဆူဝါးဝါးအခြေအနေတွေဖြစ်နေအခုဟာကလက်မှတ်ဈေးနှုန်းက ဒါပုံမှန်အားဖြင့်သူတို့ရောင်းလာတော့ဗောလေဒါအခုလက်ရှိ lowest price က Inter Miami ပွဲ Inter Miami နဲ့ဒါတစ်ဖက်က AR ဘောသူပွဲတိုင်းဖြစ်တာ တပွဲတည်းမဟုတ်ပွဲတိုင်းကွင်းကြီးတရားပြား9000လို့8000လို့9000လို့8000ပွဲလို့6000ပွဲလို့ရှိတဲ့စတေဒီယံမှာထားပြီးတော့ပြည်သက်စိတ်ဝင်စားမှု interesting အရန်အားနေတယ်ဒါပေမဲ့အမှဒီ FIFA ကတချို့ဆိုတချို့လက်မှတ်တွေကိုသူတို့က university student တွေကိုရောင်းတာလို့ free ပေးတာလို့အဲတစ်ချိန်တည်းမှာပဲတချို့လက်မှတ်တွေကို20%လောက်ထိ discount ချပေးတာရှိတယ်ဒါ Inter Miami ပွဲဆိုရင်ဒါ the best seat ဆိုရင် the bassy ဆိုတဲ့လက်မှတ်ကဒါ400ကျော်လောက်ရှိတယ်ဒါပေမဲ့အခုတာမန် cheapest ticket က ယူရိုဟိုအမေရိကန်ဒေါ်လာ80လောက်နဲ့ရပြီဒါကသူတို့အခုလောလောဆယ်ရောင်းတာတခါ FIFA ရဲ့ resale platform ရှိတယ်ဆိုတော့အခုလောလောဆယ်ဝင်လို့ရတာကပုံမှန်အပြစ်ကဗျာဒီ general sale ဝင်လို့ရတယ်အခုက general sale ကအနေဆိုအဲ့ general sale ရောက်တည်ထိုင်အောင်လက်မှတ်ကရောင်းမကုန်ဘူးဖြစ်နေတယ်ဆိုတော့အခု FIFA ဘက်ကတော့ဒါသူတို့ပြိုင်ပွဲကိုအရန်ဆိုးရင်ညာဗောလေ FIFA ကအခုလက်ရှိမှာ အလွန်နဲနိုင်တဲ့ပိတ်သက် attendance ဖြစ်သွားနိုင်လို့သူတို့တော်တော်လေးစိုးရင်တယ်ပထမဆုံးပွဲက Inter Miami နဲ့ AR League ပဲ Harrow Stadium မှာပိတ်သက်6000ကျွဲရှိတယ်အခုလောလောဆယ်အထိအိုက်ခွင်းမှာလည်းပိတ်သက်အများကြီးခြံလက်မှတ်တွေခြံသေးတယ်တခြားပွဲတွေပွဲတွေအားလုံးမှာလမ်းမကွန်ပလီလီဆိုးတော့ဖြစ်တာအသင်းနဲ့သေးမယ်ကျွန်တော်တို့ဘူကာဂျူနီယာနဲ့ရီမက်ဒရစ်ဆိုတော့အခု FIFA က block the offer ပေးလဲဆိုတချို့ ticket တွေကို20ပဲပေးထားတယ်အဲ့ဒါပါလဲဆိုတော့ပြီးရင်လက်မှတ်ကလည်း၄ဆောင်အထိဝင်လို့ရတယ် ဒါပြီး university student တွေတော်တော်များများကိုလည်းသူတို့ရအောင်ရောင်းနေတယ်ဒါဟာတော်တော်ဆူအဲ့ဒါအောင်ပါ FIFA လောဘတက်ပြီးတော့2029ပြိုင်ပွဲပေါ့လေ FIFA Club World Cup ပြိုင်ပွဲက29မှာပြန်လာမှာအဲ့ကြရင်သူတို့ကပြိုင်ပွဲဝင်32သိန်းတောင်လူစိတ်ဝင်စားတာအခု48သိန်းလောက်ပဲလေစဉ်းစားတာကြည့်တော့အခုလောလောဆယ်မှာ FIFA တွက်တကယ့်ကိုကောင်းစားစရာနဲ့ပြည်သက်တော်တော်ကိုစိတ်ဝင်စားမှုရောနေတဲ့ပြိုင်ပွဲရှင်းရှင်းလေးပဲဗျာဘောလုံးပြည်သက်တွေကမကြည့်ကြတော့ဘူးမှန်တိုင်းပြောရင်ဒါပေမဲ့လည်း ကန်တဲ့သူတွေလည်းမကန်နိုင်တော့ဘူးအမေရိကန်ပြည်သက်ကြတော့ maybe different မို့လေသူတို့ချိန်မှာ competitive game ကနည်းတော့ဒါကစိတ်ဝင်စားမှုအတိုင်းအတာတစ်ခုတည်းရှိမယ်ဒါပေမဲ့ပြောဖို့တော့ခက်သေးတယ်အခုလောလောဆယ်နေထားရတော့လက်မှတ်ကလုံးဝရောင်းမကုန်ပဲအများကြီးကြံနေသေးတာပါအားလုံးကျေးဇူးတင်ပါတယ်